อืมခင်သူပြောမိသက်ဘာလုပ်နေလဲငါ TV ကြည့်နေတာဟင်ညနေနေ့ကြောင်းမသွားဘူးလားဟုတ်တယ်ဟာငါဒီနေ့ခွင့်ယူထားတာအတော်တယောက်တည်းဘေးရင်သွားမေးချင်လို့အဲ့ဒီဘေးရင်ကအယမ်းမှန်တယ်ဆိုတာနဲ့ညို့သတိရလို့ဟာညောလိုက်အောင်မလားလို့လှမ်းမိတာอืมဘေးရင်မေးတာတော့ငါစိတ်တော့ဝင်စားပါတယ်ဒါပေမဲ့ငါဒီနေ့ညနေမအားဘူးငါယောက်ျားနဲ့သွားကြရှိတယ်ตายပါတယ်กว่าယောက်ျားနဲ့ဘယ်သွားပြီးဘာသွားစားမလို့လဲပြော

င်းလို့ပြီးမှလေဟဲ့နင်စာမရလို့ရှင်ဆရာကြီးမြောက်မေးလို့ရတယ်နော်5မိနစ်တော့ ਆ ဆိုလို့ရှင်လေစာပွဲနေတော့ငါမမရှူနိုင်မကယ်နိုင်နဲ့အဲ့တော်သေးရယ်ဆရာကလေယူတီချိန်မှာလူနာရှင်တော်ငါ့ကိုစာရေးရှင်းပြပေးခဲ့တာသူဒါမရှိရင်လေငါတော့သိပြီပဲချစ်ကိုနင်ဆရာကိုစိတ်ခုနေတရားဟုတ်ပါဘူး ။နင်ကငါတို့ team နဲ့ကိုရောက်တာမကြသေးတော့ဆရာအကြောင်းမသိသေးလို့ပါ။ဆရာနင်ကောင်းမှုတော့ပြောတာပါဟာ။ငါတို့ခွဲရောင်းဝင်နေတော့နင်လူနာကိုဆေးပေးလိုက်တာမှန်ပါတယ်။ဒါပေမဲ့တခုတောင်မှားရင်သွားရင်ဘသူတောင်းဝင်อยู่မှာတော့ဒီကကြီးရဲ့မှာအချင်းကြီးဘယ်လိုရှိလဲဆိုတာနင်းလဲသိရတာ ਨੇ 后嘛。 ရည်စည်းတစ်ခါရည်သာတလေတို့ဝါရိုစီဇန်နေဒီလိုကြတော့လေဆံဝင်းရဲ့ဂတိတီသားပဲတာမယ်နော် Baji galele re dilone tne pit ne ha lugo <laughs> chu gene cosine lu de chuo င်ရမယ်လို့ညပါတယ်မနေ့ကညနေမှဆိုရမယ်ရှင်ဟုတ်ကဲ့ကျွန်တော်အဲ့တော့မှပဲဖြစ်နေရတယ်နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါဆရာဟုတ်ကဲ့ကျေးဇူးပါမင်္ဂလာပါဆရာ မင်္ဂလာပါထိုင်ကျွန်တော်နာမည်အောင်မင်းပါဆရာဟုတ်ကျွန်တော်ဘာကူညီပေးရမလဲခင်ဗျာအော်ဒီလိုပါကျွန်တော်ကဆရာမဂဇင်းထဲမှာရေးတဲ့ဝိတုတိုလေးတွေဖတ်ပြီးတော့ဆရာကိုရင်းနှီးညာကြပါပြီကျေးဇူးအများကြီးတင်ပါတယ်အခုသိကျင်တာလေးတခုရှိရနဲ့ဆရာရှိကိုလာခဲ့တာပါဟိုကျွန်တော်အမျိုးသမီးကဘိုက်ခွဲပြီးတော့ကလေးနှစ်ယောက်မွေးပြီးပါပါ အဲ့ဒီမွေးပြီတဲ့ OG ကပြောတယ်တတိယမြောက်ကလေးမွေးပြီးသွားရင်တာကျော်ဖြတ်ရမယ်တဲ့ရေမွေးခဲ့တဲ့နှစ်ယောက်လုံးကမိန်းကလေးတွေပဲဆရာအခုကျွန်တော်တို့မိသားစုတစ်ခုလုံးကတာယောက်ကြလေးပဲလူချင်းကြတယ်အဲ့တော့တာယောက်ကြလေးမွေးအောင်လှုပ်လို့ရတဲ့ဈေးရှိလားဆရာခင်ဗျာဒီလိုပါတာယောက်ကြလေးပဲမွေးအောင်လှုပ်လို့ရတဲ့ဈေးရှိလား ဲ့လိုဆေးမျိုးတော့ကျွန်တော်တကားမှမကြဘူးကိုအောင်မင်းရဲ့ဒါမဲ့လေကျွန်တော်နားဆရာတယောက်ကတော့အာမခံနဲ့တားယောက်ျားလေးမျိုးအောင်လုပ်ပေးလို့ရရဲ့တဲ့ဟိုသူကတော့ဆရာဝန်တော့မဟုတ်ဘူးဆရာဟုတ်လားအဲ့လိုလူမျိုးရှိရင်လေကျွန်တော်တော့သူ့စီမှာသွားပြီးတပည့်ခံရင်းနေတယ်အင်းဒါမင်းတခုတော့ရှိရပါဘူးစေးပညာမှာ IVF ဆိုတဲ့ဖန်မျိုးတရီနီးစွာရှိတယ်။အဲ့ဒီနီးနဲ့တော့ကိုအမေရယောက်ျားလေးလားမိန်းကလေးလားဆိုတော့ရွေးချယ်လို့ရတယ်။ဒါမဲ့အဲ့ဒီနီးကဈေးရမ်းကြီးတယ်။ကျွန်တော်သိရတယ်အဲ့ဒီနီးပဲရှိတယ်ကိုအမေ။ကျွန်တော်တော့ကောင်းတော့6သွားပြီဆရာ။အော်ဘာလို့လို့လောက်အောင်မသိတော့အခုလိုမျိုးဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်ဆရာ OK，告妈咪。谢谢家姐侬啦。好，感谢。 Me lo chiamavi, no? Le mie pui, no? Ok. Ok, di mia papiele? Ma... Wow. di mamma... ကိုဝင်ရှိနေလို့ပါဆရာဟုတ်ပြီအဲ့ဒါဆိုရင်ဒီကြောင်ဆရာစီး test ကြည့်မယ်နော်ဟိုစီးဆရာနော်ဒီဆရာမနဲ့လိုက်ပါလေနော်ဒီမှာစီးထက်စင်မယ်လေဆက်မတင်ကနော် ခဲ့ပြောမမမှာဘာခက်ခဲရရှိလဲဆရာဘာကူညီပေးရဆရာဟိုအခုညီတောင်းဆရာတိရှိလို့ပါဆရာဒီမဲကောင်နေရဒီမောက်အဆက်တည်းမလုပ်တော့ကိုဝင်ရတယ်တနေ့တခြားပို့ပို့ပြီးရှင်းလာပြီဆရာ ရဲ့မိဘတွေမိမရဲ့မိဘတွေရဲ့ဒီကြောင့်လုံးဝသိလို့မဖြစ်ဘူးမိမလည်းကိုမကြောက်တတ်နေတော့ဆိုတော့ဒီကလေးကိုထိန်းထားဖို့တော့မဖြစ်နိုင်လို့ပါစေအဲ့ဒါဆရာမိမကိုပြင်နေမှာ ခါရေးသာတလေဘဝရောစီစဉ်နေတမင်းရဲ့တငယ်ချင်းကလေသူ့ရေးသားနဲ့ကိုဝင်ရွာတာအဲဒါသူ့ကောင်လေးကတာဝန်မီလို့ဆိုပြီးတော့ကလေးဖြတ်ကြချင်လို့ဒီပေါ်ကတဖြည်းဖြည်းနဲ့ထောင်နဲ့တူလာပြီဟာဟာနေရမပြောတော့တာဝန်ရှင်ပြင်ပလဲကြအောင်ဆက်လိုက်တော့တယ်အရက်တော့တယ်ဒါတွေက လူတွေကိုအတူယူမှားစီနိုင်တယ်မဟုတ်လားဆရာဆရာဝန်ဆိုတာလေလူတွေကလူတွေမို့လို့လူတွေလိုပဲကျင်သုံးပါပဲဒီစလေးတောက်ရှင်တောက်မယ်အရက်တောက်ရှင်တောက်မယ်အဲ့ဒါတွေကလူတွေလုပ်တဲ့ကိစ္စပဲလေအလင်းတန်းတွေချက်ထားတယ်မနက်ခင်းတစ်ခုရောက်လာမယ်ညောင်းလင်းခြင်းကိုစီနေ ဒီနေ့သာရီတဲ့ဒီနေ့သာပါရင်မဲ ကောင်းဆုံးပဲဖြစ်စေခြင်းနဲ့ဒီလိုနဲ့တနေ့ပြီးတနေ့ဟာလူကိုကြိုးစားလျက်